ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစံချိန်ကမ္ဘီယဖျင်းမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်1982ခုနှစ်မော်လမြိုင်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့မှုတော့ဂျပန်ယရနာတိုက်နဲ့စံကြယ်တော်ဖြစ်ရလို့မြည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစံချိန် ကမယဖီယမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှားစင်အော်ပေးကြပါဦးခမယဂျပန်ယတနာတိုက်နဲ့ထူဆန်တဲ့ဖီယမယကာလအပြင်1982ခုနှစ်လောက်က ဖြစ်ပါတယ်စိုက်သူကျွန်တော်မော်လမြိုင်မြို့မှာနေခဲ့ခြင်းကကြုံတွေ့ခဲ့ရတာတွေဖြစ်ပါတယ်မော်လမြိုင်သူနဲ့အိမ်အောင်ကြပြီးရုံတရုံမှာတာဝန်ထမ်းဆောင်ခဲ့တယ် ကလေးသုံးအောင်တောင်ရရှိလာခဲ့တော့လေစင်ရဲတွင်းကနှစ်တုံပါပဲဝန်ထမ်းဘဝစင်ရဲတော့လေအလုပ်လုပ်ကြရသည်မောစိတ်အေးချမ်းမှုရှိပါတယ်သူစင်ကခဏကြီးဝိဇာလိုင်းကိုစိတ်အားတန်းနေသဖြင့်မိတ်ဆွေကောင်မောင်မြင့်နဲ့ညနေနေဝင်ရိုးရီချိန်မောင်ဦးစီးနောက်ဖျားကိုသွားပြီးအဋိဌံပြုပတိစိတ်ဖြစ်တယ်ဖျားရှိရာတောင်ပေါ်ကိုတက်ရသည်မောင်ပြင်မှန်းတော့လေဖျားရင်ပြင်းတော်ပေါ်ကိုရောက်ရင်တဖြည်းဖြည်းတိုင်နေတော့ လင်းနုလေးအေးတွေကချွတ်သိပ်အမော်ပြေသေးပါတယ်။ဖယားမလမ်းပြောကြည့်လိုက်မယ်ဆိုရင်ဓာမျိုးလုံးရဲ့မြင့်ကွင်းကိုအထင်ရှားကြည်နုဝယ်တွေ့မြင်ရတယ်။တန်လွင်မြင့်နဲ့ကောင်းစေကျွင်းရဲ့အလောက်ပင်လေဝသီမဘလူကျွင်းရဲ့တဘာဝလောက်ပါတွေကိုတဝါချင်းရှုမြင်ခံစားရပါတယ်။စူညံတန်များမရှိပဲဖယားမဆဲလေတန်ငင်းငတ်လေးတွေရဲ့အော်တန်ပဇင်းရင်ခွဲကောင်းလေးများရဲ့အတန်နဲ့လေတိုးတန်တွေသာကြားနေရသဖြင့်ပတိစေရသည်မောင်း တမာတိရလွယ်ပြီးတော့ညီချမ်းမြေလာပါလေ။ရုံပိရဲ့တနင်္ဂနွေနေ့မှာအင်းဒီချင်းမှာဥသိမ့်နဲ့စကားလက်ဆုံးကြနေစဉ်ဦးအောင်လိုင်တယောက်ရောက်ရှိလာပါလေ။ဦးအောင်လိုင်ကယူနေချက်ခွက်ကိုမောတော့မောဖြစ်ပြီးတော့စကားဆက်လာပါလေ။မောင်ကြီးတန်းမင်းအရင်ကရောင်းဝယ်တယ်မလို့ဖက်နဲ့ရုံမှာလုံနေတယ်ဆို။ဟုတ်တယ်ရုံမှာဝင်ပြီးလုံနေတာ။မင်းတို့ညီအောင်လုံးက ဝင်တန်းတွေလုပ်နေတော့ကလေး၃ယောက်ဘယ်လိုလုပ်ချမ်းသာနိုင်မှာတော့ငါတတိဖြစ်မဲ့ပွားပွားတစ်ခုကိုတွေးထားတယ်ကွထုတ်ကဲ့သို့ဆိုကောင်းစေးပေါ်လေးကိုလက်ကြားညှက်ပြီးတော့မိကိုတွေကိုအကွင့်လိုက်မှုတ်ထုံနေပါလိမ့်ဟာဒါဆိုလည်းမြန်မြန်ပြောစမ်းပါဦးဗျာထုတ်ကဲ့သို့ကျွန်တော်ကလော့ပြီးတော့မေးလိုက်ပါလိမ့်ငါဒီရက်ကွက်ကိုပြောင်းသွားပြီးကလေးကဦးစင်းနာဖရားကနေအရှိဘက်ကိုဆင်းသွားတဲ့လမ်းဆုံးငါ channel လမ်းမဲချတဲ့ မျက်စောင်းတို့လောက်ကချမ်းပါဥဒဝင်းတို့မိသားစုနေကြတယ်ကွာပြီးခဲ့တဲ့လကပဲဥဒဝင်းနဲ့ငါစကားဆမီပြောပြခဲ့တယ်တကွာသူ့ရဲ့ channel မှာဂျပန်နေမြုပ်ထားခဲ့တဲ့ယတနာတွေကာသုံးစီးတိုက်လောက်ရှိတယ်လို့ပြောတယ်ကွာငါလည်းအတော်လေးကိုစိတ်ဝင်စားသွားလို့အကြောင်းဆုံးကိုမေးတော့ဥဒဝင်းက PM စကြောင်းလေးကိုဒီလိုပြောပြတယ်ကွာတို့ကဲ့သို့အစားချစ်ပြီးဥဒဝင်းပြောပြတာများကိုပြန်ပြောင်းပြောပြသွားတယ် တနေ့ညနေငိုင်းကိုအရထောင်းထောင်းမောင်းမောင်းအသားညုံညုံအဖိုးကြီးတယောက်ရောက်လာတယ်ကွာအဖိုးကြီးကတန်တန်မမကြီးပဲမျက်စိတစ်ဖက်ကတော့ခြံဝင်နေပြီးတော့ကန့်နေတယ်သူကသူမိတ်ဆက်ပြီးတော့စကားတွေပြောကြရင်ခြံထဲမှာဘာပင်တွေစိုက်ထားတယ်လဲလိုက်ကြည့်ချင်းတယ်ဆိုလို့လိုက်ပြရတယ်ငါခြံကလည်းမင်းမြင်တဲ့အတိုင်းပဲလေလေးငါးအီကလောက်ကျဲတယ်လေကွာအပင်တွေကိုလိုက်ကြည့်ပြီးနှုတ်ဆက်ပြီးပြန်သွားတာပဲ ပြန်သွားပြီးတပတ်လောက်ကြတော့အဖေါ်တယောက်ရောက်လာတယ်အဖေါ်ပါလာတဲ့သူက လူလက်ပိုင်းအသားဖြူဖြူဝိပတိရုံကောင်းကောင်းတထေးပုံပဲကငါချံကိုတောင်းပြီးတော့ဝဲတယ်ပေါင်သေးတဲ့အစမတန်ပြေးပြီးတော့တောင်းဝဲတယ်ငါလည်းမိဘရဲ့လက်ကိုလက်ရင်ချံဖြစ်လို့မယောင်းပါဘူးလို့ပြောလိုက်ရတယ်ဈေးတွေကိုတို့တို့ပြေးပြီးသုံးကလောက်လာပြီးတောင်းဝဲသေးတယ်ဈေးကောင်းပြေးဝဲတော့အเจ้าတော်ရှိရမယ်ထင်လို့လိုက်ပြီးစုံစမ်းတော့အဖြစ်မှန်ကိုသိရတာပဲဟေ့ အဖြစ်ကဒီလိုမောင်းလိုက်ရအဲ့ဒီဖိုးကြီးကဂျပန်ပြည်စီတွေထမ်းသိခဲ့ရတဲ့အဖွဲထဲမှာပါခဲ့တယ်ကာသုံးစီတဲ့ယန္တနာတွေမြေမာကျင်းတို့ပြီးမြုပ်ပေးခဲ့ရတယ်ဒုနဲ့တူအလုံးပေါင်းလူ၁၆ယောက်ပါတယ်ယန္တနာတစ်တာတွေမြေထဲမှာမြုပ်ပြီးတော့သူတို့ကိုတန်းစီခိုင်းပြီးတနန်းနဲ့ပြစ်တတ်တယ်လေအဲ့ဒီဖိုးကြီးကကောင်းကောင်းမထီပဲပေပန်မျက်စီကို ရှက်ထီသွားတယ်ပြည်လေပြီးတေးချင်အောင်ဆောင်နေခဲ့တာဂျပန်နေလက်မှာထွက်ပြေးပြီး အသက်ဘေးကလွတ်မြောက်ခဲ့တယ်။ဂျပန်နေမြန်မာပြည်ကထွက်ခွာသွားပြီးကြတဲ့ကယတနာတွေမြုပ်ခဲ့တဲ့နေရာကိုလိုက်ပြီးတော့ရှာနေခဲ့တာ။ဒီနေ့မှရှာလို့တွေ့တယ်တဲ့။အဲဒီနေရာကငါရဲ့ channel မှာပဲ။ငါလည်းယတနာတွေရအောင်တိုက်စရာတွေနဲ့ဆက်သွယ်ပြီးတူးတော့နှစ်ဖက်ရှိသွားပြီ။ယတနာတွေရှာလို့ကမရဘူး။တွေ့လည်းမတွေ့သေးဘူး။အဲ့ဒါမောင်းလိုက်မင်းတူးချင်ရင်လည်းတူးပေါ့ကွာ။အောင်မြင်ခဲ့ရင်တော့တဝက်စီပေါ့ကွာ။အဲ့လိုဥတော်ဝင်းက ငါကပြောတာမောင်တန်းကြီးကဒါတတိဖြစ်မဲ့ပွားပေါက်ပဲကွာငါဖြင့်တူးကြည့်ကြတယ်ကွာကျွန်တော်ကရုံးတက်နေရတော့တူးဖို့တော့သိမ့်မလွယ်ဘူးအွန်လိုင်းရထုတ်ခဲ့တော့ပြောလိုက်တဲ့ခါမှာမောင်တန်းကြီးမင်းကတို့တူးတဲ့ခါပြောကနောက်ချက်တည်းကင်းအောင်သာလုပ်ပေးပါကွာမင်းကဝိဇာကိုင်းနေဘာတွေလုပ်နေတော့ဘီအန်တေကင်းအောင်လုပ်နိုင်မှာပါတို့ရမယ်ဝေစုတွေကတဝက်ကိုသာသနာပြုလုပ်ငန်းတွေဖျက်တယ်ကြောင်းစရက်သိမ်း ဓမ္မယုံစောက်တဲ့နေရာတွေမှာလှုပ်မယ်ကွာတတိလည်းဖြစ်ကုသိုလ်တွေလည်းရကြတာပေါ့ကွာဘယောကနောက်ဆက်ဘေးရန်ကင်းအောင်တော့ကျွန်တော်အစီအရင်တွေလုပ်ပေးပါမယ်ဒါဆိုရင်တိုက်တူးဖို့မင်းစိတ်ချယုံကြည်ရတဲ့မိတ်ဆွေတယောက်ရှာကွာညီကိုလိုခင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေကိုမောင်မြင့်ရှိပါတယ်ကျွန်တော်နဲ့တောင်ပေါ်တက်ပြီးပတိလိုက်ပြီးစိတ်နေတဲ့သူပဲဒါဆိုငါရဲ့ဦးသိန်းဝင်းရဲ့မိမိတ်ဆွေနဲ့ဆို တူးလို့ရပြီကွာ ကျန်ရှင်ဥတော်ဝင်တော့ကိုတင်အေးပါတူးမှာတို့လေးယောက်ဆိုရပြီကွာလူများရင်လည်းမကောင်းဘူးပိုသေးသေးလုံးကြရအောင်ပါဒါဆိုစနေနေ့မနေ့ငါ့အိမ်မှာတွေ့ကြမယ်ကွာတို့ကဲ့သို့ဆိုပြီးဥုံးလိုက်တယောက်တတိပြည့်မဲ့ပေါ့ပေါ့ဂျပန်တိုက်ကြောင်းကိုပြောပြီး နှုတ်ဆက်ခါပြန်သွားခဲ့ပါတယ်စောင်းတွင်းကလာဝင်းနှင်းပွင်လေးတွေတက်ဖွဲဖွဲကြလို့နေပါတယ်စနေနေ့မနေ့ဆုံးဆုံးပေါင်းဥတော်ဝင်းရဲ့အိမ်မှာဂျပန်တိုက်တူးကြမဲ့အဖွဲသားများ စုံစည်းကြပါတယ်။အွန်လိုင်းဥတဝင်းဂုံမောင်မြင့်နဲ့၎င်းရဲ့ဇနီးမလာယီချမန်ရှင်ဥတဝင်းရဲ့တောင်းကုတင်အေးလက်ပါပါတယ်။မလာယီကချက်ပြုတ်စားတော်ကြီးကိုတာဝန်ယူတယ်။အုံငပြောဝဲမြောင်းစီစဉ်ဆက်ကပ်ပြီးတဲ့နောက်မနက်ဖြန်လူနုကလေးနဲ့မနက်မောဂျပန်တိုက်ကိုစတင်တူးကြမယ်ကြောင်းယတနာရှိရာနေရာကိုသက်ဆိုင်ရာပုဂ္ဂိုလ်များကတိတ်ကိုင်းတိုင်းကိုချိုးချပြီးညွှန်ပြပေးကြပါယံပန်ကြခဲ့ပါတယ်။ ။စာရေးသူကျွန်တော်လည်းရုံမတက်မီပြန်လာခဲ့ရတယ်။ထိုစဉ်က စနေနေ့နေ့တစ်ဝက်ရုံတရပါတယ်။တနင်္ဂနွေနေ့မနက်စောစောတိုက်တူးမဲ့ချန်ကို အရောက်သွားခဲ့ကြပါတယ်။ချန်နယ်မောင်းအောင်ပင်ငပြောပင်တရက်ပင်ဗိနေပင်မလကပင်တီဟိုပင်တပြေပင်ရေတဖန်းပင်တယင်းပင်နဲ့တခြားသိပြောပင် ချုံနှွေပင်မျိုးပေါ်ရော်လျက်ရှိပါတယ်။တစ်ချံလုံးတော့ဦးလေးကဲ့သို့ အုပ်ဆိုင်လိုနေပါလေချက်နှင်းမောင်ငွေနှင်းမုံနေရစ်တိုင်းလိုနေပါလေသိရွက်မြောင်းဘော်ကနေ့စက်လေးမြောင်းဟောရေပြင်းမှာရှိတဲ့သိရွက်ချုံမြောင်းမြက်ပင်ချုံပင်လေးမြောင်းဘော်ကိုတက်ဖြောက်ဖြောက် ကြာရောက်လိုနေပါလေစာရေးတို့ကျွန်တော်တို့ချန်နယ်ကိုရှောက်ကြည့်ကြရအောင်ဦးတော်ဝင်းရဲ့အင်းရှိတောင်ပတ်ရွံ့ရွံ့မှာရှိတဲ့ရေတဖန်းပင်ပေါ်မှာအကန်တကန်ကြိုးပြီးတွေ့လုံးဖြစ်နေတာကိုတွေ့ရပါတယ်မနေ့ကတိုင်တဲထားသဖြင့် ယတနာတိုက်ဒိရှိယနေရာကိုသက်ဆိုင်ရာပုဂ္ဂိုလ်ကညွှန်ပြထားတယ်လို့ယူဆလိုက်ကြတယ်။ဒီကိုင်းညွှန်ပြရာမြေနေရာတစ်ဝိုက်ကို စတုရန်၄တောင်နေရာတက်မှတ်လိုက်ပါတယ်။ကျွန်တော်လည်းတောင်၄တောင်ပေါင်းကျင်းငယ်တဲ့ချင်းစီတို့ပြီးအနောက်ရှက်ဘီအန်ဒီအပေါင်းကင်းဝေးစီရန်စီချထားလိုက်ပါတယ်။ကျင်းချင်းစီမှာအင်းတစ်ချက်စီထည့်ပြီးမြေပြန်ဖို့ထားလိုက်တယ်။ကျင်းနေရာတို့မှာအောင်လန်အနီကိုးတိုင်စီကို စိုက်ထူထားလိုက်ပါတယ်။ တိုက်တူးမဲ့သူများကိုဘီအန်ဒီပေါ့မကင်းဝေးစီယံမန္တန်မြောင်ရွတ်ဖက်တရေစေပြီးစီးထက်ထက်ချထားလိုက်တယ်တိုက်တူးရန်မင်္ဂလာချင်းကြောက်ရောက်လာတဲ့နေ့အဖွဲသားအလုံးတတ်မှတ်ထားတဲ့နေရာမှာစတင်တူးကြပါတယ်စတူးချိန်မှာငှက်သုံးကောင်ကွိကွိကွိလို့အော်မြင်ပြီးတော့ချမ်းရဲ့အရှိတောင်းတော့ဘက်ကထပ်ပြန်သွားတော့ကို တွေ့လေရတယ်အာဂျိုမတ်တက်တူးကြပြီးနေလေမွေးတဲ့မှာထမင်းစာနာကြပါတယ် ဝန်လွဲ့နှစ်နာရီမှညနေနေဝင်ရီဒီယိုချင်းထိဆက်ပြီးတော့ดูကြပါရစ်နေ့စဉ်ရက်ဆက် တူလာကြကြအောင်လေးရမြောက်တဲ့နေ့မှာနှစ်ပေပက်လေကြောက်ပြားတစ်ချက်ကိုတွေ့ရပါရစ်အုတ်ကျိုးများကိုလည်းတွေ့ရတယ်ကြောက်ပြားမှာပေါတူးနဲ့ထိတော်သဖြင့်အပိုင်ပိုင်ကြိုတော်ပါရစ်ဆက်ကြည့်အောင်ဂျပန်စာများဖြစ်ကြောင်းသိရတယ်စလုံးနေရမြောင်းကိုယ်ကျင်းနေသဖြင့်မြန်မာဘာသာကိုပြန်ဆိုရန်အတွက်အခက်တွေ့နေရပါတယ်အဖွေသားများပါ ရနာတိုက်နေရာမှန်ပြီးထင်ကြပြီးတော့တူရတီမောအော်တက်လာကြတယ်။နေစဉ်တူလာကြရအောင်ခုနှစ်ရက်မြောက်နေ့မှာမြေတွင်းကြီးမှာစေဘီကျော်လောက်နှက်လာကြရပါတယ်။ယတနာတွေတခုတလေမှမတွေ့ရသေးပါဘူး။နေ့လယ်ထမင်းစားတော့ကြပြီးတဲ့နောက်အနာယူကြရင်စကားတွေထွေရလေးပါ ပြောဆိုနေကြပါတယ်။ဦးအောင်နိုင်ကကွန်မြူနီထွက်ဖြစ်ပြီးစကားပြောကောင်းပါတယ်။ဂျပုတ်ကိုလိမ့်ဖြစ်အောင်ပြောနိုင်သူဖြစ်တယ်။ ုသေဝင်းကစစ်ထွက်ပင်စင်သောနေသောဘုဒ္ဓတော်အတွေ့အကြုံများနဲ့ရေရှင်ပွေရတွေကိုအပြော်ကောင်းပါတယ်ဘုသေဝင်းကစေပေါ်လေးကိုဖွာရင်းနဲ့သက်ကစားလာပါတယ်ယတနာတိုက်ကိုတူးနေရတော့ဗျာကျွန်တော်ကချင်ပြည်နယ်မှာတာဝန်ကြတော့ကကြောက်ဖွားကြီးတိုက်ထဲကယတနာတွေရသွားတဲ့ကချင်အဖိုးကြီးနဲ့အဖွားကြီးလင်မယားကိုတတိယမိတယ်ကိုမောင်မြင့်ကယတနာတွေဘယ်လိုရသွားတာလဲဗျပြောစမ်းပါဦး တို့ကဲ့သို့စကားလမ်းကြောင်းထောက်ပေးလိုက်ရင်မျိုးလုံးကြီးပြူးကြည့်ပြီးယူရင်းချက်ပကံကိုကန်လျက်တော့ပြောလာမဲ့စကားကိုငန့်လင်လို့နေပါလေဒီလိုဗျလာပြင်းနေညတညတကောင်ချင်းလောက်ပါ ကချင်ဖိုးကြီးကထိုးစမ်းတဲ့အိမ်မက်ကိုမှတ်တယ်အဲ့ရကလန့်နိုးလာတော့သူ့ရဲ့ဖွားကြီးကိုနှုတ်ပြီးအိမ်မက်ကြောင့်ကိုပြုတ်ပြတယ်အိမ်မက်ထဲမှာကြောက်ဖွားကြီးကသူ့ရဲ့ဝမ်ပိုက်ထဲကစေတနာတွေကို လာယူပါပါဇက်ဖွင့်ဟာပေးထားမယ် ဖျောင်းနိုင်မိတဲ့တိုင်းမကုန်းခင်ရတနာတွေနိုင်တဲ့လောက်ယူနိုင်ကြောင်းမိငိမ့်နာနဲ့သူ့ရဲ့ပါဇက်ကဂူပေါပိမဲ့အကြောင်းတွေကိုပြောသွားတယ်လို့အဖွားကြီးကိုပြောပြတယ်အဖွားကြီးကသူလည်းဒီတိုင်းအိမ်မက်မနေတာလို့ပြန်ပြီးတော့ပြောပြတယ်ဒါကြောင့်အဖိုးကြီးနဲ့အဖွားကြီးတောင်တလုံးစီယူပြီးတော့အိမ်နဲ့ခလန်းလမ်းမှာရှိနေတဲ့တောင်ကြီးကကြောက်ဖွားကြီးပုံရှိတဲ့လှိုင်ကူကြီးကိုတွားကြတယ်ဒုက္ကတောပြောပြီးဝိသိကဝင်းကစကားကိုရက်ထပ်ပြီးရင်းနှီးချမ်းကိုစင်ခံတောင်းနေပါတယ် ကိုမောင်မြင့်ကနားထောင်နေရတာကိုအာမလို့အာမရဖြစ်ပြီးတော့ဟိုရောက်တော့ဘလူတွေဆက်ဖြစ်သွားလဲဗျဆက်ပါအိုးဦးသိန်းဝင်းရထုတ်ခဲ့သူမိလိုက်ပါလေအေးသူတို့ရောက်သွားတော့အိမ်မထဲကပြောတဲ့အတိုင်းကြောက်ဖားကြီးရဲ့ပါဇက်ကပွင့်နေတယ်ဒါနဲ့မိတိုင်းတိုင်းစီတောင်းတောင်းစီနဲ့လိုင်းငွေတွေကိုဝင်သွားတယ်အဲထဲမှာစိန်ရွှေဇနနာတွေကဟိုနေရာတစုဒီနေရာတစုနဲ့အများကြီးပဲတဲ့အဖိုးကြီးကတောင်းနေလဲ ယတနာတွေအတော်လေးရမိတိုင်းကလည်းငိမ့်ကနေတော့သူ့ရဲ့အဖွားကြီးကိုပြန်ထွက်ကြမယ်ဟေလို့ဩပြောပြီးကိုပြင်းကိုထွက်လာတယ်။အဖိုးကြီးကိုပြင်းကနေအဖွားကြီးကိုစောင့်နေတာ။အဖွားကြီးကတော်တော်နဲ့မထွက်လာပဲလောဘကြီးပြီးယတနာတွေကိုလိုက်ကောက်ထည့်နေတယ်။မိငိမ့်ကနေမှအဖွားကြီးရဲ့ယတနာတောင်းကြီးမနဲ့တနိုင်မှပြီးတော့နောက်ဆုံးနောက်ဆုံးနဲ့ထွက်လာခဲ့တယ်။သူ့ရဲ့ခြေတောင်းနှစ်ဖက်နဲ့တင်မစုံကြီးနဲ့အပြင်လဲရောက်ကြုံမိကငိမ့်သွားတယ်။ ကျော်ဖွားကြီးရဲ့ပါဇက်ကလည်းပိတ်သွားတယ်။အဖွားကြီးကရေနာတောင်းကိုကိုင်းလျက်လက်နှစ်ဖက်နဲ့ကောင်းမိုင်းကကူထဲမှာခြေထောက်နှစ်ဖက်နဲ့တင်ပစုံကြီးကကူရဲ့ပြင်ဘက်မှာတက်လက်ကြီးဖြစ်နေတယ်။အဖိုးကြီးလည်းသူ့ရဲ့ဖွားကြီးကိုအပြင်ရောက်အောင်ကြိုးစားပြီးတော့ဆွဲထုတ်တယ်။ဘောင်းမီအင်ဂျီလေးသာကျွတ်ထွက်လာတယ်။အဖွားကြီးကတန်လန်းတက်လက်လေးဘက်ကုန်းကြီးပဲ။ဦးသိန်းဝင်းကစကားကိုရက်ထားပြီးစစ်လက်ကိုတွန်တွန်ဖွာနေပါတယ်။ဦးအောင်လိုင်းက ာကောင်းကန်ရောက်မှရက်မထားပါနဲ့ဆက်ပါအုံးပြထုတ်ခဲ့တော့ပြောလိုက်တယ်အဲအဘွားကြီးကိုပြင်ဆွဲထုတ်လို့မရတော့အဖိုးကြီးကအတွေးပေါက်ပြီးအင်းဒီလိုသာဆိုရင်မိမတော့တည်တော့မှာပဲမတည်ခင်အကျဉ်းလေးပေးလိုက်မှဒါနောက်ဆုံးအခွင့်ရေးပဲလို့ပြောပြီးအဘွားကြီးရဲ့တမဆောင်ကြီးကိုဖတ်ပြီးတော်တော်လေးအကျဉ်းပေးလိုက်တယ်ကျော်ဖွားကြီးကအဖိုးကြီးရဲ့အချစ်ကြီးပုံကိုကြည့်ပြီးတဘောကြလို့တော့ဟာဟာနဲ့ရီးပါလိရော ရီတော်ကျော်ဖွားကြီးပါဇက်ဟသွားလို့ဂူပေါက်ပြန်ပွင့်သွားတယ်။အဖွားကြီးကိုဆွဲထုတ်ကတင်နိုင်တယ်။အဖွားကြီးရဲ့ယန္တနာတောင်းကတော့လိုင်ကူထဲမှာပဲကြံ့ရင်ခဲ့တယ်။ဒုက္ကတို့ပြောပြီးတော့စကားကိုညီကုံချုပ်လိုက်ပါတယ်။ဦးသိန်းဝင်အပြောကောင်းတဲ့ဖြင့်အဖွဲသားလုံးကျော်ဖွားကြီးကဲ့သို့ပဲတဟဟရီမောနေကြပါတယ်။ရီမောကစကားဝိုင်းကောင်းနေစဉ်အင်းရှင်ဦးတော်ဝင်းရဲ့မိတ်ဆွေတိုက်စီရတယောက်ရောက်ချလာပါတယ်။ဦးအောင်လိုင်က နောင်ကြီးလှထိုင်ပါရင်ွေးချမ်းလဲတော့လက်ဖက်တော့လဲစားပါဦးထုတ်ခဲ့တော့ဖိတ်ခေါ်လိုက်ပါလိမ့်ဆရာတို့ဂျပန်တိုက်တူးနေတဲ့ကြားလို့လာခဲ့တာဒီတိုက်ကိုကျွန်တော်တို့ကတပည့်တယောက်စီးဖောက်လို့မအောင်မြင်ခဲ့ဘူးအေးဗျာကျွန်တော်တို့လည်းစူးစမ်းပန်းစားတူးနေကြတာပါပဲအခုထိတော့ယတနာမပြောနဲ့ယတနာနဲ့တူတဲ့ပလင်းခွဲတော်မတွေ့ရသေးဘူးကြောက်ပြတဲ့ချက်နဲ့အုတ်ကျိုးပဲတွေ့တယ်ဆရာတို့ကတော့အိုးလိုင်းက ရှင်းပြလိုက်ပါတယ်အားမလျှော့ကြပါနဲ့ဆရာတို့ဒီဂျပန်တိုက်တူးလို့အောင်ခဲ့ရင်တောင်ဝိုင်းတောင်ကျူတောင်တန်းမှာဂျပန်တိုက်တစ်ခုရှိသေးတယ်ဗျဟုတ်လားဘလို့ချင်းနေရှိလဲဗျပြောသားပါဦးတို့ကဲ့သို့ကိုမောင်မြင့်ကတိလို့ဇော်နေမိလိုက်တယ်အဲ့ဒီဂျပန်တိုက်ကိုဦးအောင်ဖေဆိုတဲ့လူတူးခဲ့သေးတယ်ဗျတွင်တော်တော်နက်နက်မှာရေနာတိတာတွေ့ခဲ့တယ်တိတာကိုဂျိုးနဲ့စမ်းပြီးဆွဲတင်ပို့တော့နေတော့ကျင်းနေပြုတ်ကြပြီးတည်သွားတာအဲ့ဒီနောက်တော့ ဘယ်သူမှမသွားကြတော့ဘူး။နှောင်ကြီးရောမသွားဘူးလား။တုတ်ကဲ့သို့အိုးလိုင်ကမေးလိုက်တယ်။တူဖို့လှုပ်ဖူးပါတယ်။တပည့်တွေနဲ့ကရင်ဆိုတာပလင်းတွေနဲ့ပတ်သားပြီးတူခွန်းတောင်းတော့ပလင်းတွေကအချိုကြီးအပေါ်ပန့်တက်ပြီးခုနပလင်းလုံးပြောင်းသွားတယ်။ပလင်းတွေကတော့ထောင်လျက်ပဲဗျ။ဂျပန်တိုက်ကိုတူဖို့အတွက်ခွင့်ပြုတယ်ထင်နေကြတော့တဝေါ်ဝေါ်နဲ့တော်ချောက်တန်နေကြတယ်။မကြပါဘူးဗျာ။ပြောင်းကြီးကျွန်တော်တို့စီကိုပြန်လာတာတွေ့လို့ တော်ဝရောမနေစင်ပြီးပြေးလာကြတာမတူးပြစ်ခဲ့ပါဘူးဗျာတို့ကဲ့သို့တိုက်စီရကဖြစ်ကြောင်းကုန်စင်ပြောပြပါရယ်ဥုံလိုက်တဲ့အဖွဲသားများဂျပန်တိုက်ကိုတူးလာကြရရှင်ရဲ့မျိုးနေကို ရောက်ရှိလာခဲ့ပါပြီ နေ့လယ်၁၇နာရီလောက်မှကိုမောင်မြင့်နေဦးသိဝင်းကကျင်အောင်ကိုတူးပြီးကိုတင်အေးကမြေခဲများကိုရေခက်တဲ့ကဲ့သို့ပုံနဲ့အပေါ်ကိုဆွဲတင်ပါရယ် ရုတ်တရက်ကုတင်အေးကကျင်းနှုတ်ခမ်းပေါ်မှာကျင်းတဲ့ကို ပြုတ်ကြတာလေကိုမောင်မြင့်တို့တတိရှိပြီးစီဖန်ထားရင်လည်းဘလို့ဖြစ်တာလဲလို့ပြန်တူမိလေပါလိမ့်အေးဗျာကျွန်တော်ကိုတယောက်ယောက်ကတွင်းချလိုက်တယ်လို့ပဲဒါပေမဲ့အနာမှာလည်းဘယ်သူမှမရှိဘူးဗျအိုးအွန်လိုင်းလည်းတွေ့မှာတောက်ရေးသွားယူနေတာတို့ကဲ့သို့ပြောရင်ကိုတီအေးရဲ့မျက်နှာကပြွတ်ပြည့်တဲ့နဲ့ထိတ်လန့်နေပုံရပါလိမ့်မကြမီ အိုးနိုင်ရောက်လာပြီဝင်းတေတော်မေသမင်းစားကြရအောင်တက်ခဲ့ကြတော့ဗျာကိုမောင်မြင့်ကအခုပဲအပေါ်တက်မလို့ပါကိုတင်အေးလေအတော့ကိုပြင်မနေပုံရတယ်အောက်ကိုပြုတ်ကြတာကန်ကောင်းလို့မထိခိုက်တာအေးဗျာကျင်းကလည်းအတော်လေးကိုတက်လာပြီဘေးအန္တရာယ်ကင်းအောင်ကျွန်တော်တို့သတိထားပြီးတူးကြရမယ်ဗျာအဲ့လိုပြောပြီးတဲ့နောက်အဖွဲသားတွေအိမ်ဘက်ကိုလှန်လာကြပါလေအဖွဲသားအားလုံး ရေမိုးချိုးကြပြီးတဲ့နောက်ထမင်းစားကြတယ်တသက်လွယ်စားပွဲများဖြစ်ကြတဲ့ပဂလာဟင်းမြို့တီတောင်တရတိတနက်ဘန်ကောဘီကျော်ဘဲငပီနဲ့တူစီအောင်အုံရှင်ညွင်တီဟိုရွတ်နုမလာဘူးပြုတ်စားတဲ့ထမင်းပွဲကစုံလင်လာပါတယ်မလာရဲ့လက်ရကလည်းကောင်းကျင်တူခဲ့ကြရမှာလေမောပန်းထားကြတဲ့ဖြင့်တခွေသားလုံးစားလို့မိန်ကြပါတယ်ဂျပန်တိုက်တူလာကြရအောင်ကိုရဲ့မြောင်းတွေကို ရောက်ရှိလိုလာခဲ့ပါပြီ။အဲ့ဒီမနက်စောစောပိုင်းစိုက်သူကျွန်တော်တောင်ပေါ်ကိုတက်ပြီးအူစီနာဖျားကို ဝင်းဖူးပြီးတဲ့နောက်တိုက်တူးတဲ့အဖွဲ့စီကို ထွက်လာခဲ့တယ်။တောင်ကိုတွေထွက်ပြီးငွေနှင်းတွေဝေးပြီးတော့အေဂျင်နေတော့လေတောင်တက်တောင်စင်းလျှောက်လန်းလာသဖြင့်နှွေးထွေးပြီးချွေမြဆုပ်လို့လာပါတယ်။ဦးတော်ဝင်းရဲ့အင်ကိုရောက်တဲ့ခါမှာကိုမောင်မြင့်တို့လင်မယားရောက်နေနေတာကိုတွေ့ရတယ်။ကျွန်တော်ကိုတွေ့တာနဲ့ကိုမောင်မြင့်ကမျက်လုံးကြီးပြူးကြည့်ပြီး ကိုကြည်တန်းရေဒီမနေ့အာယုံတက်မှာအုံငပြောပွဲတွေကအုံဒီတွေတဖြောင်းဖြောင်းနဲ့ကြွမီးတွေကြွပြီးအုံကြီးတွေပန့်ထွားကုန်တယ်ဗျို့ထို့ကဲ့သို့ဥတော်ဝင်းကပြောပြသွားတယ်ဟုတ်လားဘလုံးနေဖြစ်ကုန်တာလည်းမသိဘူးဗျဥတော်ဝင်းဖျားကန်ကိုရောက်လာပြီးဟုတ်တယ်မောင်ရင်ရဲ့ညတကောင်ချိန်တုန်းကလည်းအေဟုတ်ကတပွဲမှာဂျပန်စစ်သား၃ယောက်နဲ့လူရည်တွေတွေ့ရပြီးတော့စကားတန်နေလေ မတင်မကွယ်ကြနေရတာလက်နေတမီးနဲ့ထိုးကြည့်တော့လဲဘာမှမတွေ့ရတော့ဘူးအော်ဒီမနေ့အာယုံတက်လို့တဖြောင်းဖြောင်းတန်နေကြလို့ဖရာကံမာလာကြည့်တော့အခုမောင်ရင်တို့မြင်တဲ့အတိုင်းပဲထုတ်ခဲ့သူရှင်းပြနေပါလိမ့်ဒါဆိုကိုမောင်မျိုးတို့ဆက်ပြီးမတူးကြနေတော့အချိန်နေမကောင်းတော့ဘူးအချိန်နေတိရအောင်အမလာကြီးကိုအုပ်စားဆောင်နေဝင်ပူးခိုင်းပြီးတော့မိကျင်ကောက်မလားကိုမောင်မျိုးက ဟုတ်တယ်ရှင်းအောင်မေးကြည့်ရမှာလာလာမိမဖျားရှိခိုးစမ်းထုတ်ခဲ့တော့ပြောလိုက်တယ်ဒေါ်လာရေဖျားရှိခိုးဝေချပြီးချိန်မှာမကြခင်လက်ဖျားတွေတဆက်ဆက်တုံတက်လာပါတယ်နှုတ်ကလည်းဖွင့်ပြော်လာတယ်ဆရာတို့ဆက်ပြီးမတူးကြနဲ့တော့မရတော့ဘူးဂျပန်တိုက်ကိုဖျားတိုက်ကြီးကလာသိမ့်သွားပြီဂျပန်၃ယောက်ကကျွတ်လွတ်ချင်လို့ဆရာတို့ကိုရတနာတွေပေးခြင်းပေမဲ့ပေးလို့မရတော့ဘူး တိုင်းသူပြည်သားတွေရဲ့ယတနာတွေဖြစ်လို့အရိမေတ္တရာဖရာပွင့်တော်မူတဲ့ခါမှာသုံးဆွဲဖို့ဖရာတကြီးကတိမ့်သွားပြီထိုကဲ့သို့ပြောပြီးဒေါ်လာရေထိုင်းနေရကခွေလေသွားပါလိမ့်ရေစင်းနဲ့ဗက်ဖြန်းပြေးလိုက်တော့မှတတိယလာခဲ့တယ်ဂျပန်တိုက်တူလာကြရအောင်ကိုရဲမြောက်တဲ့နေဟောင်းအောင်ပွဲမဖြစ်ခဲ့ပါစကန်တိမ့်မွဲတာဖြစ်ခဲ့ပါလိမ့်အလန်နိုင်များစိုက်တူထားတဲ့နေရာများမှာစိုက်သူကျွန်တော်စီရင်ထားခဲ့တဲ့အင်းများများကိုပြန်လည်ဖော်ယူရအောင် အရှိမြောက်တော့မှာထားတဲ့အင်မြတ်တစ်ချက်ပျောက်ဆုံးလို့နေပါလေအင်တစ်ချက်ဖျားတိုက်ကြီးတဲ့ကိုပတ်သွားပြီထင်ပါလေဆိုင်သူကျွန်တော်ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ဒီမှာနှစ်ပေါင်းတော်ကြာသွားခဲ့ပါပြီ2012ခုနှစ်အပိလမှာသားငယ်မောင်ဝင်းနှမောင်နဲ့မထထက်လိုင်းတို့ရဲ့မင်္ဂလာဝိန်းမော်လမြိုင်မြို့ချမ်းသာမင်္ဂလာခံမမှာပြုလို့တဲ့ဖြင့်မော်လမြိုင်ကိုရောက်ခဲ့ရပြန်ပါလေဦးအောင်လိုင်းနဲ့တွေ့ပြတဲ့ မောင်ကြီးတန်းရေတို့တူးခဲ့တဲ့ဂျပန်တိုက်နေရာကတော့မော်လမြိုင်ဗုဒ္ဓဝင်းကြီးဖြစ်သွားပြီကွာအဲ့နေရာကိုဗုဒ္ဓဆောက်ဖို့မြေရင်ကြီးတော့ငောင်းနေတိုင်းသွားကြည့်တယ်မြေကိုပုရိုဇာနဲ့ထိုးကြည့်တဲ့အခါဂျပန်တိုက်ကယန္တနာလေးများပေါ်လာမလားလို့ပေါ့ကွာယန္တနာလေးတော့မတွေ့ဘူးကွာမဲမဲကြုတ်ကြုတ်ဂျပန်စစ်သားရုပ်လေးသုံးရုပ်ပေါ်လာတယ်ငါပြေးပြီးတော့ကောက်တာမမိလိုက်ဘူးပုရိုဇာထိုးတဲ့အထဲပြန်ပေါ်သွားပြီးတော့မြေကြီးရောက်ကိုပြန်မြုပ်သွားတယ် ဆိုတဲ့အွန်လိုင်းရဲ့စကားသံများကိုယနေ့တိုင်ကြားရောက်မြင်ရောက်နေမိပါတယ်ဂျပန်တိုင်တူးကြတဲ့အဖွဲ့သားများကိုတတိယနေ့စဉ်စာရေးတူဟုတ်ကဲ့စေဝင်သားပွဲတူးကြဆန်းကြီးကမ်မီယာဖီအမ်မဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပြီးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ဉာဏ်ရည်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးကွန်မန့်ပေါ်ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပြီးမဲ့စာဖတ်ဖို့တော့အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတို့ကဘာမီဟိုလာ channel လေးကနေထူးခြားဆန်းကျင်လိုဝါဆန်းကျင်တရရင်ဘူပရာလောကကံပြရယမတံမူခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာဘုရား 你怎么变？下回变了没？变？电视变了吧？没看喵。<noise>